ဖတ်ကြည့်နော်ဒီမေငါသားအိမ်ဆိုတာပါလေတာတိတလောက်ပြောပြရစီအဖေအိမ်ဆိုတာလူတွေရဲ့တီယာမီယာခိုးလုံးယာအိတ်ဆက်ယာအဆောက်အဦတစ်ခုပါဖေဟုတ်ပြီဒီမေသားမင်းမတ်ထားပါလောကမှာလူတွေဟာသူတို့ရဲ့အရေးချင်းတွေအဆင်အတန်းတွေအလားအိမ်တွေကိုပုံစံမျိုးမျိုးနဲ့တည်ဆောက်ပြီးတော့စားတောက်နေထိုင်ကြရတဲ့တာဒါပေမဲ့လောကကြီးမှာမိသားစုအများစုကိုလေးလာကြည့်ရင်မပျော်ရွှင်တဲ့မိသားစုအိမ်တွေအများကြီးကိုတွေ့ရလိမ့်မယ်။တချို့အိမ်တွေကအဖေနဲ့တာမတည့်ကြဘူး။ တချို့အိမ်တွေကအကိုနဲ့ညီအမနဲ့ညီမမတည့်ကြဘူးတချို့အိမ်တွေကချွေးမနဲ့သမီးတမက်နဲ့သားမတည့်ကြဘူးတချို့အိမ်တွေကယောက်ကမနဲ့ချွေးမမတည့်ကြဘူးတချို့အိမ်တွေကယောက်ကတိနဲ့တမက်မတည့်ကြဘူးငါသာဒီလိုမိသားစုတွေဟာဘာလို့မတည့်ကြတာလဲလို့အကြောင်းရင်းကိုရှာလိုက်ရင်ဒီအိမ်ကမိသားစုတွေဟာတယောက်ပေါ်တယောက်မြင့်တာမထားနိုင်ခြင်းနားလည်းမပေးနိုင်ခြင်းခွင့်မလွတ်နိုင်ခြင်းစတဲ့အကြောင်းအရာတွေကြောင့်ပဲလို့ဆိုရမယ်တော့တားကိုအဖေဒီကပြောချင်တာက တားဟာမျိုးဘော်ကအိမ်မှာပဲနေနေတောရွာကအိမ်မှာပဲနေနေမိမိနဲ့အတူနေထိုင်တဲ့မိသားစုတွေပေါ်မှာမေတ္တာထားပေးနိုင်ရမယ်။လောကမှာမိသားစုတစုဟာမေတ္တာတရားခေါင်းပါလာပြီဆိုရင်ထိုမိသားစုဟာနေစဉ်ငရေကန်းကြီးလိုအမြဲကိုမှပူလောင်နေရတတ်တယ်။တိုင်ထဲမှာနေထိုင်ကြပြီးတော့တဦးကိုတဦးခွင့်မလွန်နိုင်ဘူး။တိမခန့်နိုင်ကြဘူးဆိုတဲ့လူတွေဟာဥပမာပါနဲ့တူလဲဆိုရင်မိမိကိုယ်တိုင်ဖြောဆက်ထားတဲ့အစိတ်ရွေတွေကိုမိမိတို့ကိုယ်တိုင်ဖြောတောက်နေရတယ်လို့ပဲ။ကြာလာရင်ဒီမိသားစုဝင်တွေအလုံးဒုက္ခတွေ့နိုင်တယ်။ဒီမဲ့တော့ လောကမှာစီးပွားရေးလောကပဲကြီးကြီးပညာရေးလောကပဲကြီးကြီးနိုင်ငံရေးလောကပဲကြီးကြီးဘယ်လောကကိုပဲကြီးကြီးအောင်မြင်နေကြတဲ့ပုံကိုယ်တွေမှာတိခန့်ခြင်းတရားတွေမေတ္တာတရားတွေအားကြီးလို့သူတို့တွေအောင်မြင်နေကြတယ်ဆိုတာတွေ့ရလိမ့်မယ်သာတားနေတဲ့အင်္ဂါမီတာစုတွေပေါ်မှာမေတ္တာစေအပြည့်နယ်ကိုဆက်ဆံပါဒါဆိုရင်တားရဲ့ဘဝမှာပျော်ရွှင်လာပါလိမ့်မယ်နောက်ထပ်မိမိနေတဲ့အိမ်လေးနှွေးထွေးခြင်းနဲ့တားရခြင်းနဲ့ဆိုရင်ငါဒီနေ့ဒီအိမ်လေးအတွက်ကိုဘာလို့ပေးရမလဲငါဘာလို့ပေးတင်တယ်လဲဆိုတာကိုအမြဲတွေ့ပါတကယ်လဲမေတ္တာစိတ်နဲ့လောက်ကင်ပေးခြင်းတားပျော်ရွှင်လာလိမ့်မယ်ဒီမဲ့တော့ လောကမှာပေးတဲ့လူတွေဟာစိတ်ပေါ်တယ်၊စိတ်အေးချမ်းတယ်၊ယူတဲ့သူတွေဟာစိတ်လေးရတယ်၊စိတ်ပူပင်ရတယ်။ဘဝမှာပေးကမ်းနိုင်သူဒါမှမဟုတ်ရင်ပေးကမ်းနိုင်တဲ့လက်ဖြစ်အောင်လို့အမြဲစူးစမ်းနေပါတော့။မိသားစုနဲ့နေတဲ့အခါပဲဖြစ်စီပတ်ဝန်းကျင်နဲ့နေတဲ့အခါမှာပဲဖြစ်စီကိုယ့်ရဲ့အားနည်းချက်ကိုတည်ပါစီ။မိမိရဲ့အားသာချက်တွေကိုလည်းအများသိအောင်လို့လှူဆောင်ပြပါ။ဘာဖြစ်လို့လဲဆိုတဲ့လူတိုင်းမှာအားနည်းချက်တွေရှိတယ်လို့အားသာချက်ဆိုတာကလည်းရှိပါရဲ့။အဖေတို့လူသားတွေဟာမိမိကိုယ်ကိုမိမိတိတ်ပြီးတော့အထင်ကြီးနေရင်တစ်ဖက်လူအပေါ်မှာအထင်သေးအမြင်သေးတွေတွားတတ်တယ်။ဒါကြောင့်ငါသား ဘယ်ရာကိုမှမထီမမြင်မလုပ်ပါစေနဲ့နောက်ဆုံးအနေနဲ့အဖေပြောချင်တာကလောကမှာဘယ်လောက်ပဲတာယာပျော်ရွှင်တဲ့အိမ်မျိုးဖြစ်နေပါစေထိုအိမ်ပေါ်ကိုဘေးတဆင်းတွေရောလာပြီဆိုရင်တွေးကွဲပြီးတော့ညီကိုမောင်နှမတွေကြားမှာနားလည်မှုမပေးနိုင်ပေနဲ့နောက်ဆုံးစကားများရန်တွေဖြစ်စေတတ်တယ်ပြဿနာကြီးငယ်တက်စေတတ်တယ်ဆိုတာကိုသတိထားပါအေးဒါကြောင့်ဘဝမှာတာယာပျော်ရွှင်တဲ့ဘဝအိမ်တလုံးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်အိမ်အတွက်အလုံးများများလုပ်ပါစကားကိုနည်းနည်းပြောပါမိသားစုအပေါ်မှာမေတ္တာစေတနာထားပြီးတော့တိခန့်စေမွေပါ အသက်ရှင်တဲ့ချိန်လေးမှာငါသည်ငါ၏အိမ်အတွက်ဘာပေးရမလဲဆိုတာကိုနေ့တိုင်းတွေးထားပါဒီလိုစိတ်မျိုးမိသားစုဝင်တိုင်းရှိနေမယ်ဆိုရင်တာယာပျော်ရွှင်ပြီးတော့နှွေထွေးရဲ့ဘဝအိမ်တလုံးကိုပိုင်ဆိုင်နိုင်မယ်လို့အဖေအကျွေးမဲ့ယုံကြည်မိပါတယ်ဟုတ်ကဲ့ပါဘင်းနှွေထွေးသောအိမ်တလုံးကိုပိုင်ဆိုင်နိုင်အောင်လို့တာကြိုးစားပါမယ်လို့ကတိပေးပါတယ်အဖေလောကရဲ့ရှိမိသားစုများအလုံးအတ္တကင်ပြီးတော့တဥပ္ပတ္တဥမေတ္တာစေတနာများထားပြီးတော့ခွင့်လွတ်တည်ခံပြီးနှွေထွေးတဲ့အိမ်မျိုးကိုမိသားစုတိုင်းပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ